ရီးမားလီပွဲစဉ်33ဖူလန်နဲ့ချဲစီမင်္ဂလာပါကုကင်းစ်တဖုတ်ဘောရှိုးနဲ့ချဲစီ TV ကနေအားလုံးကိုကြိုဆိုပါရစေတနင်္ဂနွေနေ့ည9:00နာရီခွဲမှာရှင်ပြိုင်ကစားမဲ့လန်ဒန်ဒါဘီပွဲစဉ်တစ်ပွဲလေးဖြစ်တဲ့ဖူလန်နဲ့ချဲစီတို့ရဲ့ပွဲကြို3တက်ချက်ကိုလုတ်ပေးသွားကြပါမယ် ဒီနှစ်သင်းကတော့အနီးကပ်ဆုံးမြို့ကန်ပြိုင်ပတ်တွေလည်းဖြစ်ပါတယ်ခင်ဗျ။ဆိုတော့ထုံးစံတိုင်းပဲဒီပွဲနဲ့ပတ်သက်တဲ့ key points တွေကိုကျွန်တော်တို့စွဲထုတ်ပြီးတော့ဆွေးနွေးကြည့်အောင်။ဒီချိန်မှာယုံကြည်ခြင်းစရာအားကိုးခြင်းစရာကောင်းတဲ့အသင်းကချယ်ဆီတဲ့ဆိုင်ဖူလန်လို့ပြောရင်ကျွန်တော်တို့စိတ်မဆိုးပါနဲ့။ဒါကကျွန်တော်တို့လက်မခံခြင်းနဲ့လက်ခံရမယ်အရှိတရားအမှန်တရားဖြစ်ပါတယ်။ချယ်ဆီဒီလီဂီယာဝါဆောလို့အသင်းမျိုးတော်မှနောက်ဆုံးကစားခဲ့တဲ့ပွဲမှာရှုံးနေခဲ့တယ်။ဟာဘရိုရဲ့နိုင်ဖို့မှမလိုတော့တေးကြလဲဘာဖြစ်လဲရှုံးလဲဘာဖြစ်လဲလို့ မေကိုးနေထုတ်ကောင်းထုတ်နိုင်ပါတယ်ဖြစ်ပါတယ်ကဲတဲ့တင်းကလီဂီယာပါဆိုချန်ပီယံရှစ် level လောက်တော့မရှိဘူးနောက်ပြီးအပွဲစီမှာအန်ဇိုမော်ရက်စ်ကတဲတဲ့လူထုတ်ပုံကိုကြည့်ကြည့်ပါရှုံးဖို့ကန်တာမဟုတ်ပါဘူးတေးကြဖို့ကန်တာလည်းမဟုတ်ပါဘူးနိုင်ဖို့ဂူပြတ်ဖို့တဲတဲ့လူထုတ်ပုံမှာဒါတော့မှကကြိုးကြောင်နဲ့စဉ်းစားကြည့်လိုက်ရှုံးသွားတယ်ဥဆောင်ကိုတွေပေးရတယ်နောက်ပြီးတော့အနိုင်ကိုလည်းမသွင်းနိုင်ဘူးစိတ်ပြက်စရာခြေသွမ်းမျိုးကြီးနဲ့ကစားသမားတွေရဲ့ mentality ဘိုင်းရောအသင်းလိုက်ရဲ့ကစားပုံဘိုင်းရောရတရားမရှိအောင်ခြေစီးရဆိုးွားနေတာကိုတွေ့ရပါတယ်အဲ့တော့ကြောင့် Craven Cottage မှာ Fulan လိုအသင်းမျိုးကိုဘရိုးရဲ့ဘေးရင်သွားမမေ့နဲ့ ဗီရင်သွားမေးပဆန့်ကုန်တယ်အချိန်ကုန်တယ်ခက်ခဲမှာပဲမရှုံးအောင်တော့တေချာပေါက်ကစားမယ်အနေထားမျိုးကြီးโอเคကျွန်တော်တစ်ဖက်ချယ်ဆီနဲ့ပတ်သက်တဲ့အချက်လက်လေးတွေထပ်ဆွေးနွေးကြည့်မယ်ချယ်ဆီကတော့ဒီပွဲတေကြသွားပြီဆိုရင်ဒါမှမဟုတ်ရှုံးသွားပြီဆိုရင်ဒီနှစ်ဘောလုံးရသည်ချန်ပီယံလိဝင်ခွင့်မေးလိုက်တော့ဗျာနောက်ဆုံးကံမဲ့၄ပွဲကအသေးပေါက်မတက်ကံမှာတာမန်အသင်းမျိုးတွေကတော့မှနိုင်ပွဲတစ်ပွဲရဖို့ရုန်းကန်နေရတဲ့အသင်းက တကယ်ဟို fighting spirit အပြည့်နဲ့ကစားမဲ့အသင်းတွေဆိုရင်ဘာမင်းမျောလင်းလို့ရမှာမို့လို့တော့ရှင်းပါဗျာ Ipswich Town တော့မှာအသေးအတန်ကစားနေရတဲ့အခြေအနေမျိုးအဲ့ဒီအတွက်ကြောင့် Chelsea ဒီ Fulham နဲ့ပွဲကို ဟိုသူတို့ချန်ပီယံလိဝင်ခွင့်စိတ်ရှိရင်ပြောတာပါအန်သူမော်ရက်စ်ကအနေနဲ့အမှားရင်းမခံချင်လုံးဝလုံးဝဒီပွဲတွေကိုတရီလဲကြလို့မရဘူးရှုံးလို့လည်းမရဘူးရှုံးမယ်ဆိုရင်တော့ပူဆိုးသွားမှာပေါ့ဗျာဆိုတော့သူတို့နှစ်ပွဲရှိတယ်ဗျအခုဖူလန်နဲ့ပွဲပြီးရင်နောက်ထပ်တစ်ပွဲရှိသေးတယ်အဲ့နှစ်ပွဲကအမတ်ယူလို့ရနိုင်တယ်လူစင်းရိုးလည်းနည်းနည်းပါးပါးအားနာအောင်ဗျာဒီအစုအဖွဲ့ကြီးနဲ့ချန်ပီယံလိဝင်ခွင့်မရဘူးဆိုရင်တော့စိတ်ပြက်စရာတော့တော်တော်ကောင်းလိမ့်မယ်ပေါ့နော်အဲ့ကျွန်တော်ဆိုလိုချင်တဲ့သဘောကအခုသူတို့ကစားမယ် နောက်ဆုံးပွဲနှစ်ပွဲကိုရအောင်အနိုင်ယူမယ်ဆိုရင်နောက်ဆုံးပိတ်လေးပွဲကိုတော့အဲ့ဒီအချိန်လေးနဲ့တခုခုကြော့ဖြတ်ကောင်းကြော့ဖြတ်နိုင်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဒါဟိုဘယ်လိုပြောမလဲ Chelsea fan တယောက်အနေနဲ့ feed တက်ပြီးတော့ပြောနေတဲ့အတွေ့တော့မဟုတ်ဘူး။ Chelsea ကိုဟိုအာမပေးတဲ့လူတယောက်အနေနဲ့ပဲစဉ်းစားကြည့်ကြည့် Chelsea သည်အဲ့ဒီရှေ့က evident Fulham ဘွဲ့နှစ်ပွဲကိုအသေးအံကြုံယုံပြီးကံမယ်။ဟာငါတို့ကနှစ်ပွဲသက်နိုင်သွားပြီ။နောက်ပွဲတွေလည်း result လေးတွေတင့်တင့်အောင်ကံမယ်ဆိုတဲ့အတွေးခေါ်မျိုးက တွေးလို့တော့ရတယ်အဲ့အတွက်ကြောင့်ဒီပွဲစဉ်ပေါ်မှာ Chelsea ဒီလုံးဝအမာရင်းခံမယ်လို့ကျွန်တော်မထင်ဘူး Chelsea မအောင်တဲ့ပွဲတွေကလည်းများပြီပေါ့နော်အဲ့အတွက်ကြောင့်ပွဲကတော့ကြည့်လို့ကောင်းလာမှာသိကြပါတယ်ဟုတ်ပြီအရှရဲ့အကျော်ပေးမှုတွေဘယ်လိုရှိလဲအဲ့ဒီအကျော်ပေးမှုတွေကိုကြော်လွန်ပြီးတော့ Chelsea ဒီ goal reset တွေရမလားတစ်ချက်ဆွေးနွေးကြည့်အောင် တတဲ့ဆိုတဲ့ကြောပေးမှုပေးထားပါတယ်ချယ်ဆီကတရေတဝက်ရှုံးဆိုရင်တော့ကျွန်တော်ဖူလန်ပဲအားပေးမှာအခုအရေတတဲ့ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရမရှုံးရင်ရပြီဆိုတော့အတွေးခေါ်မျိုး mindset မျိုးထည့်လို့ရတယ်ဗျရှုံးကောင်းလဲရှုံးသွားနိုင်တယ်ကြေးရတေချဖို့များတဲ့ဘွယ်ဒါမဲ့နိုင်မယ်ဆိုရင်ဖူလန်လာချယ်ဆီလာပြန်တွေးရမယ်ဖူလန်ကတော့ပို့ပြီးတော့ safe ဖြစ်တယ်ဗျနိုင်ကောင်းတော့နိုင်သွားနိုင်တယ်မူနော့စတိုလို့ကစားသမားမျိုးတွေရှိတယ်ဗျကိုတွင်းတက်တယ်အဝိုးပြီးတော့ဘာလို့ကလဲလှုပ်အားတော့အပြည့်ရှိတဲ့ကစားသမားတွေမလွယ်ဘူးဗျ ဒါပေမဲ့တန်တယ်ပေါ့နော်။ Okay တေကြသွားတယ် Chelsea ဒီပွဲငါတို့မရှိဘူး။ဒါဆိုရင်မတော်တဆကွာနော် Fulan ကလည်းနိုင်နိုင်ချင်ရှိပေမဲ့မတော်တဆ Chelsea ရဲ့ကစားသမားတယောက်တော့ကြောက်ထပြီးဂိုးသွင်းသွားခဲ့သည်ရှိတော်ဆိုတဲ့အတွေးခေါ်မျိုးလေးနဲ့ Chelsea ကိုရွေးချယ်လို့တော့ရပါတယ်။အကြောပေးမှုကြီးကတော့ပစ်စလက်ကကြီးပေါ့နော်။ဒါပေမဲ့မတက်နိုင်ဘူး။ကျွန်တော် Chelsea ကိုရွေးရမှာပါ။တိုတယ်ကိုနဲ့တစ်ချက်ပြန်ချင်ကြီးအောင်သုံးလုံးတဝက်ပျော်ရွှင်ခွင့်ပေးထားတဲ့အတွက်ကြောင့်2-1လို့ result မျိုးဒါမှမဟုတ်အဲ့2-1 result out တွေလည်းဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။တေကြဖို့များတဲ့ပွဲစဉ်တွေပွဲပါ။ အနေနဲ့ကန်ဆန်းခြင်းနဲ့ဆိုရင်တော့ချယ်ဆီနဲ့ကန်ဆန်းဖို့အတွက်ကျွန်တော်အကြံပေးခြင်းပါတယ်။ကြည့်ကျွန်တော်နောက်တဲ့တစ်ပိုင်းကိန်းကနဲအချက်လက်တွေကိုဆွေးနွေးကြည့်အောင်။ဟတ်တူအထိတ်တဲတွေ့ဆုံမှုတွေမှာ နောက်ဆုံး6ပွဲမှာတော့ Fulham ကနှစ်ပွဲနိုင်ပြီး Chelsea က3ပွဲနိုင်ထားပါတယ်။တစ်ချိန်တည်းကြာတာပါတယ်။ပထမအကြော့မှာ Chelsea ဒီ England Stamford Bridge မှာ2-1နဲ့ Fulham ကိုအရှက်တကွဲရှုံးနေထားတာပါ။အရှက်တကွဲလို့သာပြောတာပါ။ရှက်စရာအရှက်နော်။ဟိုပူစရာမျက်နှာလဲ Chelsea နဲ့ပတ်သက်ပြီးမရှိတော့ပါဘူး။ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကတော့ Chelsea ကနှစ်ကြော့လုံးနိုင်ထားတာကိုတွေ့ရပါတယ်။ဒီနေ့ဘောလုံးရာသီမှာလည်းနှစ်ကြော့လုံးမတော်တဆရှုံးတဲ့ပုံစံမျိုးလဲပြန်ပြီးတော့ဖြစ်သွားနိုင်တယ်။ဟတ်တူဟတ်မှာကတော့တသိန်းနဲ့တသိန်းတိတ်ပြီးတော့အသာစီးမရဘူးလို့ပြောရမှာပါခင်ဗျ။နောက် Fulham ရဲ့ ောက်ဆုံး6ပွဲသက်ရလက် ပေါ့နော်2ပွဲနိုင်ပြီး4ပွဲရှုံးသားပါတယ်လက်ရှိ current form မှာတော့ fullan နဲ့မကောင်းပါဘူးခင်ဗျရှုံးတဲ့အသင်းတွေထဲမှာဆိုရင်အခုနောက်ဆုံးရှုံးခဲ့တဲ့ဘုံမောက်နဲ့ပွဲစဉ်ကတော့တော်တော်လေးရုပ်ပေါက်ပါတယ်ဘုံမောက်ဒီတိုက်ပတ်နေတဲ့အသင်းအသင်းတို့အမြင့်ပြန်ခဲ့တဲ့အချိန်တွေကကြော်သွားပြီဗျာအဲ့တော့ကြောင့်တချို့ပွဲတွေဆိုရင်လို့ဂိုးပြက်တွေပါတောင်ရှုံးနေဒါပေမဲ့ fullan ကကြတော့အဲ့လိုအသင်းကိုရှုံးသွားတဲ့အတွက်ကြောင့်လက်ရှိ fullan ရဲ့စွမ်းဆောင်ရည်ဘိုင်းကိုလည်း ကျွန်တော်တို့ပြန်ပြီးတော့တတိထားဖို့တော့လိုပါတယ်။အဲအင်ကွင်း craving cottage ကြီးမှာ fullan ကတော့မာတယ်ဘာညာမှန်တယ်။ရေဘူးကစစံစဉ်းစားမယ်ဆိုရင်ဒီအတွေးခေါ်မျိုးကလက်ခံလို့ရပါမယ်။တကယ် reality မြေပြင်အနေထားမှာကတော့ရှုံးပွဲတွေကပို့ပြီးတော့များနေပါတယ်။ Chelsea ရဲ့နောက်ဆုံး6ပွဲသေးရလက်2ပွဲနိုင်2ပွဲသေး2ပွဲရှုံး Chelsea တို့ level မျိုးဖို့ဒီ current form ကလည်းမကောင်းလို့ပဲပြောရမှာပါ။ Now fullan အသင်းရဲ့အင်ကွင်း6ပွဲသေးရလက်ကတော့တေးပွဲလုံးဝမရှိထားပါဘူး။3ပွဲနိုင်ပြီးတော့3ပွဲရှုံးထားပါတယ်။ရှုံးတဲ့ပွဲစဉ်တွေမှာ Palace နှစ်ချိန်ပါတယ် ယ်ပေါ့နော်ကျွန်တော် Premier League မှာတစ်ချိန် FA မှာတစ်ချိန်ရှုံးထားတယ် ်မန်ချက်စတာယူနိုက်တက်ကိုရှုံးထားတယ်ဖူလန်အောင်လည်းအရင်ယုံကြည်လို့တော့မရပြန်ဘူးဗျအဲ့တော့သူတို့နိုင်ခဲ့တဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် Forest လို့အသင်းမျိုးပါတယ် Liverpool ပါတယ်ဗျာ Tottenham Hotspur ပါတယ် Tottenham Hotspur ဘေးဖယ်လိုက်မယ်ဆိုရင် Nottingham Forest နဲ့ Liverpool ကတော်တော်ကောင်းတဲ့အသင်းတွေအဲ့အချိန်ကာလမှာဒါတော့မှအနိုင်ယူထားတယ်တိုးတော့ကကြိုးကကြောင်အသင်းတွေကိုဆိုရင်သူတို့ရှုံးထားတယ်ဥမာဗျာ United ဘာမှ EPL မှာအဆိပ်ရှိတော့တာမဟုတ်ဘူးပြောချင်တယ်ကျွန်တော်တို့ Chelsea ကလည်းဒီချိန်မှာရေမွေပဲဘာအဆိပ်မှမရှိဘူးအဲ့လိုကကြိုးကကြောင်အသင်းမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီပွဲစဉ်မှာ Fulham အနေနဲ့အဲ့လိုကြောင်တောင်ကြာတတရလက်မျိုးလည်းပြန်ပြီးတော့ thwa dwa nai ချဲစီတင်းရဲ့နောက်ဆုံးအဝေးကွင်း6ပွဲတည်းရလဒ်ကိုပြောမယ်ဆိုရင်နှစ်ပွဲနိုင်တစ်ပွဲတည်းနှစ်ပွဲရှုံးအဲ့ဒီတင်းကခြေသွန်းကလုံးဝမမှန်ဘူးဟာအိမ်ကွင်းမှာကောင်းပြီဆိုပြီးတော့လဲယုံကြည်လို့မရပါဘူးလီဂီယာဝါဆော့ကိုလည်းအိမ်ကွင်းနေကောင်းပါလေရဲ့နဲ့ရှုံးသွားတယ်အခုအဝေးကွင်းမှာကကြိုးကြောင်ရလဒ်တွေထွက်ထားရမယ်လဲကျွန်တော်မတော်တဆဆိုတဲ့အခြေအနေမျိုးကြီးနဲ့ပြန်ပြီးတော့လဲရလဒ်ကောင်းရင်ကောင်းသွားနိုင်ပါတယ်ခင်ဗျာကျွန်တော်ကိန်းကနေအချက်လိုက်ရနှစ်တင်းကတော့သူမသာကိုအာတုဘပုံစံတွေကြီးပါပဲအဲ့လောက်ထိတော့အဆင်မပြေပါဘူးနောက်ဆုံးပိုင်းကျွန်တော် viewer ပိုင်းချင်းကတ်မှုအနည်းငယ်မြလှုပ်လိုက်အောင်ခင်ဗျာဖူလန်တင်းကတော့မာကိုစီဗာရဲ့ မာဂုံရှိတဲ့ကစားတဲ့ဟန်တစ်ခုအောက်မှာအသားကျနေပြီးသားအသင်းဖြစ်ပါတယ်ကျွန်တော်ရေမာကူဆေးဘာကိုဟာစီတီမာထဲကတတိထားမိတယ်သူကအသင်းပုံချစ်လက်မာကျော်မှုကိုဦးစားပေးတယ်ပလေယာတဦးတယောက်ချင်းဒီရယ်ဆွမ်းဆောင်ရပိုင်းအောင်အဲ့လောက်ထိအားမပြုတဲ့နီးပြတယောက်ကျွန်တော်တွေကဒီချိန်မှာ defensive deep block တွေနာမည်ကြီးလာလို့တဖက်သင်းရဲ့ pocket space တွေကို pocket position တွေကောင်းကောင်းနဲ့ကစားနိုင်လို့အရင်ဟို highlight ဖြစ်အောင်ပြောနေပြင်မယ်ငကိုကလေးကမာကူဆေးဘာကဒီတိုင်းပဲကစားခဲ့တာ လုံးဝခန်းစစ်တန်းနဲ့ကွင်းလယ်တန်းကိုတီးဖြစ်အောင်ဆော့ထားတယ်။ပြီး the right pass တွေအမြင်ဘောတွေ long pass တွေနဲ့ရှေ့ရအမြင်ဘောကောင်းတဲ့ကစားသမားတွေကိုအပြုပြီးဆော့တဲ့ပုံစံမျိုးပါ။ဒီပုံစံကလည်းဟိုကြည့်လို့သာမလှတာ။ဒါပေမဲ့အရန်ထိရောက်မှုရှိတယ်ဆိုတာတော့ငြင်းလို့မရဘူး။ကျွန်တော်တို့ချက်သီးတွေကလည်းအမြင်ဘောကောင်းလားဆိုတော့လည်းမကောင်းဘူး။အဲ counter attack ကိုတေချာကာကွယ်နိုင်လားဆိုလည်းမကာကွယ်နိုင်ဘူး။ဒါတော့မှ highlight တွေတင်ဆော့တဲ့အခြေအနေမျိုးတွေရှိနေတယ်။ view ပိုင်းကပြောမယ်ဆိုရင်တော့ full lane ကတော့ပူပြီးတော့အသာကြီးရနေတယ်လို့ပြောနိုင်တယ်။ဒါပေမဲ့ player တဦးတယောက်ချင်းစီရဲ့တချို့သော မထင်မှတ်တဲ့ပွဲရလက်ကိုပြောင်းလဲနိုင်စွမ်းအရာတော့ဒါပါမားလို့ဗျာတင်မလားရောင်ရမ်းပြီးဒီပွဲတွေမှာဂိုးတကူရသွားတဲ့အခြေအနေမျိုးပဲဖြစ်ဖြစ်ဂျက်ဆင်တို့ဘာလို့ရှောက်တိုးရင်းနဲ့ဂိုးရတာမျိုးပဲဖြစ်ဖြစ်ဖြစ်ကောင်းဖြစ်သွားနိုင်တယ်ဖြစ်မယ်လို့ပြောတာမဟုတ်ဘူးပေါ့နော်အဲ့တော့ပလေယာတွေနဲ့ဟို reset တစ်ခုကိုရအောင်ပုံဖော်နိုင်မဲ့ Chelsea အသင်းကတော့တည်ကြဖို့များပေမဲ့အဲ့လိုနိုင်မယ်ဆိုရင်လည်းသူတို့ရဲ့ခြေသွမ်းပိုင်းကြောင့်အနည်းငယ်များနိုင်ဖို့အခွင့်အလမ်းရှိပါကြောင်းသုံးသပ်ဆွေးနွေးနေတယ်ပဲဗီဒီယိုလေးကိုဒီမှာနားကြင်ပါတယ်ကျွန်တော်တော့ Chelsea ကိုရွေးချယ်ပေးကြပါတယ်ခင်ဗျာ